အာမိုက်ခရိုမန်နေဂျမန့်ဆိုတာဘာလဲဆိုတာတစ်ချက်ပြောပြခြင်းပဲပေါ့နော်အဲ့တော့ဒီကိုယ့်ရဲ့မန်နေဂျာက မိုက်ခရိုမန်နေဂျမန့်လုပ်နေလားအာ မိုက်ခရိုမန်နေဂျမန့်ဆိုတာဘာလဲပေါ့နော်အဲ့တော့အဲ့ဒါလေးတစ်ချက်ပြောချင်တယ်အဲ့တော့မိုက်ခရိုမန်နေဂျမန့်ဆိုတာအသေးပြကျွန်တော်အသေးစိတ်လိုက်ပြီးတော့စီမံခန့်ခွဲတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့မန်နေဂျာကအသေးစိတ်အဲ့လိုစီမံလိုက်ခန့်ခွဲနေတယ်မိုက်ခရိုမန်နေဂျမန့်လုပ်နေတာလားဒါမှမဟုတ်လေကိုကိုယ်တိုင်ကမန်နေဂျာဆိုရင်ကိုကိုယ်တိုင်ကမိုက်ခရိုမန်နေဂျ်လုပ်နေသလားဆိုတာလေးသိရအောင်လို့ဒီအချက်လေးတွေကျွန်တော်ပြောပြချင်တယ်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့အာမန်နေဂျာတယောက်ကကျွန်တော်အမြဲတမ်းပေါ့နော် အာကျွန်တော်ဒီအဆုံးဖြတ်ချက်တွေဒစီရှင်တွေကိုသူပဲကျွန်တော်ချနေတယ်နော်အဲ့တော့အဆုံးဖြတ်ချက်တွေဒစီရှင်တွေအဆုံးဖြတ်ချက်တွေကိုသူပဲချနေတယ်အဲ့တော့ကိုယ့်ရဲ့ team member တွေကိုလောက်အောက်ကအာတောင်းရင်ရှိတဲ့လူတွေကိုပေါ့နော်အာကျွန်တော်တို့ဒါအဆုံးဖြတ်ချက်ချခွင့်မပေးဘူးပေါ့နော်အဲ့တော့အဲ့ဒါမျိုးဆိုရင်ဒါက micro management ကျွန်တော်တို့လုပ်နေတယ်လို့ကျွန်တော်ပြောလို့ရတယ်။အဲနောက်တစ်ခုကပါလဲဆိုတော့ ကိုကနေရာတိုင်းမှာအကုန်လုံးပေါ့နော်အာစိတ်မချပဲနဲ့အကုန်လုံးကိုဘာလို့လို့ကိုအောက်ကလူတွေအာကိုအောက်ကမန်နေဂျာတွေလုပ်သမျှကိုကျွန်တော်ကအကုန်လုံးကိုလိုက်ပြီးတော့ပြင်နေတယ်ပေါ့နော်ပြင်တယ်ပြန်လုပ်တယ်အဲအားမရဘူးအကိုပဲကိုကအားမရဘူးအကုန်လုံးကိုပဲပြန်လုပ်နေတယ်ဆိုရင်ဒါလဲကျွန်တော်တို့အဲမိုက်ခရိုမန်နေဂျ်လုပ်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်နော်အဲ့တော့ဘာလို့အောင်လဲဆိုတော့ကျွန်တော်တို့ကကိုကကိုအောက်ကလူတွေကို delegate လုပ်ရမယ် အာတောင်းရင်လည်းလွှဲပေးရမယ် empower လုပ်ပိုင်ခွင့် empowerment ပေးရမယ်ပေါ့เนาะအဲ့တော့ပေးရအဲ့ဒါမှလည်းကျွန်တော်တွေကဥပမာမှားတယ်ဆိုတဲ့အခါကျရင်ကျွန်တော်တွေကနောက်တစ်ခါပြုပြင်ဖို့ကျွန်တော်တို့ချက်ချင်းဟိုပေးရမယ်အဲ့တော့ပထမတစ်ခါမှားတဲ့အဝင်လည်းကျွန်တော်က လက်ခံပြီးတော့သူ့ကိုကောင်းမွန်တဲ့ feedback ကျွန်တော်တို့ဘယ်လိုပြင်ရမလဲဆိုတဲ့ဥစ္စာကိုဟိုပြောပြီးတော့နောက်တစ်ခါဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာကျွန်တော်တို့ပြောဖို့လိုတယ်ပေါ့เนาะအဲ့တော့နောက်ခုကဘာလဲဆိုတော့เนาะဒီ micro manage လုပ်နေတဲ့လူတွေက အာနည်းနည်းလေးမှားတာ ਨੇ အမှားမခံအဲ့တော့နည်းနည်းလေးမှားတာ ਨੇ ကျွန်တော်ရာအမှားမှားမခံအောင်ဆိုတာအဲနေရာတိုင်းမှာအကုန်လုံးက perfect ဖြစ်ခြင်းတယ်ပေါ့နော် perfect ဖြစ်ခြင်းတယ်အဲအဲ့ဒါဆိုရင်တော့ကျွန်တော်ရာဒါ micro manage လုပ်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်နော်အာနောက်တစ်ချက်ကပါလဲဆိုတော့ကျွန်တော်ရာအာမီတင်တွေပေါ့နော်အဲ့တော့မီတင်တိုင်းကိုကျွန်တော်ရာမီတင်အကုန်လုံးလိုက်ထိုင်တယ် အာဥပမာတချို့မိသင်တွေမှာကိုအောက်ကဝန်ထမ်းတွေကိုအောက်ကမန်နေဂျာတွေကိုအစင်းစင်းကျွန်တော်တို့အာမိသင်တွေတတ်ခံလို့ရတယ်အဲ့တော့အရန်အရေးကြီးတဲ့မိသင်ကြမှာပဲအဓိကမိသင်ကြမှာပဲကျွန်တော်တို့ကအာဟိုအဲ့မိသင်မှာထိုင်ရမယ်ပေါ့နော်အဲ့တော့အရေးမကြီးမိသင်တွေလိုက်ထိုင်နေတယ်ဆိုရင်တော့ကျွန်တော်ရတော့ကိုယ့်ရဲ့ team ကိုကိုကျွန်တော်ရဒါ micro manage ဒါလုပ်နေတယ်ဘယ်လိုလဲကျွန်တော်ပြောလို့ရတယ်ပေါ့နော်နောက်ခုကျတော့ အာအများအားဖြင့်ကျွန်တော် report တွေဟိုပေါ့နော်ဟိုခဏခဏပေါ့နော်မလိုလားမလို app ပဲနဲ့အခဏခဏအဲ report တွေလောက်ခိုင်းနေနောက်ပြီးတော့ဟိုနေ့စဉ်ပေါ့နော်ဟိုသတင်းသတင်းတွေအချက်အလက်တွေဟိုနေ့စဉ်နေ့စဉ်ပေါ့နော်ဟိုသိကျင်နေပေါ့နော်အဲ့တော့ဟိုအများအား update တွေကိုကျွန်တော်သိကျင်နေအဲ့တော့အဲ့လိုမျိုးအများအားဒီလိုလုပ်နေတယ်ဆိုတော့ကျွန်တော်က micro manage လုပ်တယ်လို့ပြောလို့ရတယ် အဲ့ဒါကိုကျွန်တော်ကဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်ရ report ကိုပုံမှန်ပေါ့နော်ဟိုပါအဲ weekly report monthly report ကိုကျွန်တော်ကဘယ်လိုပုံစံနဲ့သွားမလဲဆိုတော့ reporting system ကိုကျွန်တော်ရတည်တည်ချာချာလေးချထားပေးရမယ်အရင်ကြီးအရေးကြီးမှတာကျွန်တော်ရဂျားဖြတ်ကျွန်တော်နော်ဒီအရေးပေါ် report တွေကိုလိုမှပဲတောင်းပေါ့နော်အဲ့တော့အဲ့ဒါလေးဒါကျွန်တော်ပုံမှန်သူ့တယ်ဟို စနစ်တကျပုံမှန်ဆိုတော့ report ကိုကျွန်တော်တို့ကတောင်းရတယ်ပေါ့เนาะအဲ့လိုမဟုတ်ဘဲနဲ့အများတန်းကြီးကျွန်တော်တို့တောင်းနေတယ်ဆိုတော့ဒါကလည်း macro manage လုပ်နေတဲ့အတမျိုးပဲဖြစ်မှာပေါ့တော့အဲနောက်တစ်ချက်ကဘာလဲဆိုတော့အာကိုယ့်ရဲ့အောက်ကဝန်ထမ်းတွေကိုကိုကတာဝန် delegate မလုပ်ဘူးပေါ့เนาะ delegate လို့မလုပ်ဘူးတာဝန်တွေခွင့်မပေးဘူးအဲ့တော့အကုန်လုံးကိုပဲတာဝန်ယူပြီးလုပ်ချင်တယ်ပေါ့เนาะ တော့ဒါကလည်းစိတ်မချလို့လည်းပါတယ်နောက်ခုကြတော့လည်းအเจ้าမျိုးမျိုးကြောင့်ပေါ့နော်အဲ့တော့ကိုယ့်အောက်ကဝန်ထမ်းတွေကိုကျွန်တော်တို့ရာနော်သူတိုးတက်အောင်လို့လုပ်တက်အောင်လို့ကျွန်တော်ရာ delegate လုပ်ရမယ်တချို့ job assign တွေကျွန်တော်တို့ရာပို့ပြီးတော့ချပြရအဲ့လိုမဟုတ်ဘဲနဲ့နော်ကိုကပဲအာအကုန်လုံးလုပ်လုပ်အာတာဝန်မလွဲပဲနဲ့နော်တချို့နည်းနည်းလေးအရေးကြီးတာနဲ့ကိုပဲလှုပ်ချင်တယ်ကိုပဲလှုပ်မယ်ဆိုတော့ဒါလည်းကျွန်တော်ရာဒါ micro manage လုပ်တာတမျိုးပဲပေါ့နော်အဲ့တော့ကိုအောက်ကလူတွေရာ ေးမပါတဲ့ဟာလေးတွေလုပ်နေရတာကျွန်တော်တို့တိုးတက်ဖို့တိုးတက်ကို career group ဖြစ်ဖို့ကိုကျွန်တော်တို့မဖြစ်နိုင်ဘူးလို့ပြောလို့ရတယ်ပေါ့เนาะအဲပြီးရခါကျတော့ဗာလဲဆိုတော့အဲဘသူ့အိုမကျွန်တော်တို့ကမယုံတာပေါ့เนาะအာ trust မရှိရပေါ့เนาะဟိုတော့ဘာလို့လဲဆိုတော့အာကိုလောက်ဘသူမှမလုပ်နိုင်ပါဘူးကိုပဲလုတ်တတ်တယ်ကိုပဲတတ်တယ်ကိုလုတ်တာပဲအကောင်းဆုံးဆိုပြီးတော့ကျွန်တော်တို့ကဘသူ့အိုမကျွန်တော်တို့ကိုလောက်မလုပ်နိုင်ပါဘူးဆိုပြီးတော့ယုံကြည်ချက်မထားတာ တော့အဲ့ဒါကလည်းကျွန်တော်တို့ကဗာလဲဆိုတော့ micro manage လုပ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဘာလို့လဲဆိုတော့အဲ့လိုမယုံကြည်လို့လည်းကျွန်တော်တို့တောင်းတယ်လွှဲမပေးတာပေါ့နော်အဲ့လိုတွေရှိအဲ့တော့အဲ့နှစ်ခုကကျွန်တော်ကဆက်ဆက်နေတယ်အဲ့တော့အာ micro manage မလုပ်ချင်တော့ကိုအောက်ကလူတွေကိုလည်းတိုးတက်ချင်တယ်ကိုကလည်း micro manage မလုပ်ချင်ဘူးဆိုရင်တော့အာကိုအောက်ကလူတွေကိုယုံကြည်မှု trust ပေးရမယ်အဲ့တော့ကိုရဲ့ဒီ တခါတလေမှားယွင်းတဲ့ဟာတွေကိုလည်းကျွန်တော်လက်ခံပြီးဥပင်ပေးရမယ်ဆိုတော့အချိန်ပေးရမယ်ပေါ့နော်အဲ့တော့အဲပြီးရဲ့ခါကျတော့ဗာလဲဆိုတော့ဟိုကိုယ့်ရဲ့ဝင်တဲ့ကိုတေချာကိုချင်းမလုတာမတင်ပေးတာပေါ့နော်ပြီးရဲ့ခါကျတော့ feedback တွေပေါ့အဲ့တော့အကြံပြုတာအကြံပြုချက်တွေဝေဖန်ချက်တွေအကြံပြုချက်တွေကျွန်တော်တို့ကနော်အာမပေးဘူးပေါ့နော်မပေးဘူးအဲ့တော့ပြောချင်တာကဗာလဲဆိုတော့တကယ်ဖြစ်လာတဲ့ပုံမူတည်ပြီးတော့မပေးဘူးအာ feedback မပေးဘူး အဟိုမလိုတဲ့ feedback တွေပေါ့နော်အစောကြီးကတည်းကဟိုကြိုပြီးတော့ဟိုပြောတာတွေဖြစ်လာတဲ့အခါကျရင်မပြောမပြောတာတွေအဲ့တော့အဲ့ဒါမျိုးတွေဆိုလဲကျွန်တော်ရတာကအာ micro manage လို့ရတော့ micro manage လုပ်နေတယ်လို့ပြောလို့ရတယ်အဲ့တော့တချို့ကြတော့ဗာလဲဆိုတော့စိတ်ပူတယ်အဲ့တော့အဲ့ဒါကြောင့်မလိုမလိုမလိုသေးပဲနဲ့ကျွန်တော်ရအာ feedback တွေအများကြီးမလိုအပ်တဲ့ feedback တွေပေးနေတယ်မလိုသေးပဲနဲ့အချိန်မကျပေးပဲနဲ့ အဲဝေဘန်နာတွေအကြံပြုတာတွေဒါတွေကျွန်တော်တို့ကဟိုအစောကြီးပေါ့နော်ပေးနေတယ်ဆိုရင်လည်းဟိုအကျိုးနဲ့အကြောင်းနဲ့ပေါ့ဖြစ်လာရပုံမူတည်ပြီးတော့ feedback ပေးရဆိုရင်ကောင်းတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကအစောကြီးအာပြောနေတယ်ဆိုရင်ဒါကနော်ရှင်းပြောရင်တော့ဟိုစကားများရတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ကျွန်တော်ကဒါ micro manage လုပ်တယ်လို့လည်းပြောလို့ရတယ်ပြီးရခါကျတော့ဗာလဲဆိုတော့နော်ဟိုတခုခုလေးအမှားယွင်းလေးနည်းနည်းဖြစ်သွားပြီဆိုတာ ਨੇ ဟိုပြည်ပြားတလဲပေါ့နော်ကိုကိုတိုင်ဝင် ပြီးတော့ချက်ချင်းကျွန်တော်တို့ဝင်ပြီးတော့ဟိုဆုံးဖြတ်တဲ့အဖြေချတဲ့ကိုတိုင်ဝင် လုပ်တယ်အဲ့တော့ပြောချင်တာကကျွန်တော်ရတခုမှားပြီဆိုရင်ကျွန်တော်ရခဏလေးကျွန်တော်တို့ရကိုယ်ရဲ့အောက်ကဝန်ထမ်းတွေရောသူတို့ကိုယ်တိုင်သူတို့เนาะအဟို problem solving လုပ်ဖို့ troubleshooting လုပ်ဖို့ကျွန်တော်တို့အချိန်ပေးရမယ်ပြီးရင်ကိုယ်ကလည်း supporting ပေးပြီးတော့ကျွန်တော်တို့လုပ်ပေးရမယ်အဲအဲ့လိုမျိုးကျွန်တော်ပေးမှာသူတို့ဝန်ထမ်းတွေကလည်းကိုယ်တိုင်ကျွန်တော်တို့ အဆုံးဖြတ်ချက်ချနိုင်မယ်ကိုကိုတိုင်လည်းတည်တနာတွေကိုဖြည့်ရှင်းနိုင်မယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကနေပဲအမြဲတမ်းရှေ့ရနေပဲအဖြည့်ရှင်းနေတယ်ဆိုရင်လည်းဒါကိုက micro manage လုပ်နေတယ်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်နော်အဲနောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့တချို့ manager တွေကကိုကိုကို micro manage လုပ်တယ်လို့မထင်ဘူးတော့အဲငါကတော့ပေါ့နော်ကိုရဲ့ဝန်ထမ်းတွေကိုအဲဂယူးချိုက်တယ်အဲသူအရန် ဟိုဂယုဆိုင်တယ်ကဲလုတ်တယ်အမားမခံဘူးအသေးစိတ်ဂယုဆိုင်တယ်လို့ထင်နေတယ်ဘောအဲ့ဒါကကျွန်တော်တို့ကမှားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကနော် micro manage လုပ်နေတယ်လို့ပြောလို့ရတယ်အဲ့တော့ micro manage အာဂယုမဆိုင်ရအောင်မဟုတ်ဂယုဆိုင်မယ်ဒါပေမဲ့အရန်ကြီးဟိုလွန်ခဲ့ပြီးတော့ဆိုရင်ကျွန်တော်ရတာ micro manage ဖြစ်သွားတယ်အဲ့တော့ micro manage ကိုဘာလို့ micro manage ကိုအာမကြိုက်ရတာလဲဆိုရင်เนาะ အဲ့တော့တချို့အပိုင်းတွေမှာတော့ဟုတ်တယ်တချို့ဝန်ထမ်းတွေကတော့ micro manage လုပ်တာကိုတော်တော်များများမကြိုက်ကြအောင်တချို့ကတော့ကြိုက်ကောင်းကြိုက်ဒါပေမဲ့တော်တော်များများကတော့ micro manage လုပ်တာမကြိုက်ကြအောင်ဘာကြောင့်မကြိုက်တာလဲဆိုတော့ micro manage လုပ်ခြင်းအပြင်အာဝန်ထမ်းတွေကနော်ဟိုတိုးတက်မှုမရှိတော့ဘူး micro manage လုပ်တဲ့ manager ရဲ့အောက်ကဝန်ထမ်းတွေကတိုးတက်မှုမရှိဘူးနောက်ခုကြတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူးအဲကိုယ့်ကိုယ်ကို confidence မရှိတော့ဘူးမရှိတဲ့အတော့ အာရှင်းပြောရင်ကိုကိုတိုင်းလဲမန်နေဂျာကိုတိုင်းလဲမအောင်မြင်သလိုအောက်ကဝန်ထမ်းတွေအတော့လဲမအောင်မြင်ဘူးကြာရင်ဘာဖြစ်လဲဆိုတော့လူတော်တွေလူကောင်းတွေကတိုးတက်ရှင်တဲ့လူတွေကထွက်သွားပြီးတော့အာလူညံ့တွေတာမန်လူတွေကျွန်တော်ကောဖော့ဆောင်မှနေကျင်တဲ့လူတွေပေါ့နော်အာတာဝန်ယူကျင်တဲ့လူတွေပဲကြံခဲ့မှာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်မက်ကရိုမန်နေဂျ်ကိုကျွန်တော်မလုပ်သင့်ဘူးအဲခုနပြောခဲ့တဲ့အချက်လေးတွေကိုကျွန်တော်ရှောင်ပြီးတော့အာကိုကိုလဲတိုးတက်ပြီးကိုအောက်ကလူတွေဝန်ထမ်းတွေလည်းတိုးတက်အောင် အဲလုတ်တဲ့နေဆိုတာလေးကိုဒါအကြံပေးခြင်းတယ်ပေါ့နော်။ကျေးဇူးအများကြီးတင်ပါတယ်။